အန်ဇိုဖာနန်ဒက်ဟာကမ္ဘာစစ်မီကွင်းလယ်ကစားသမားတဦးဖြစ်လာဖို့ဘာတွေလိုအပ်နေသေးလဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုစိုင်းအေချေစီလာ YouTube Channel နဲ့ Facebook Page ကနေအပြောင်းအညီကိုရီအားလုံးနှွေးတွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့အန်ဇိုဖာနန်ဒက်ဟာကမ္ဘာစစ်မီကွင်းလယ်ကစားသမားတဦးဖြစ်လာနိုင်ဖို့ဘာတွေလိုအပ်နေသေးလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးကျွန်တော်အမည်လေးတွေကိုဆွေးနွေးသုံးသပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ Chelsea တင်းရဲ့စံချိန်တင်ကွင်းလယ်ကစားသမားဖြစ်သူအန်ဇိုဖာနန်ဒက်ကိုကျွန်တော်အခုလိုမျိုးခေါင်းစဉ်တက်ရခြင်းရဲ့အကြောင်း ်းရင်းကိုပထမဆုံးအနေနဲ့ကျွန်တော်ရှင်းပြခြင်းပါတယ်။အန်ဆိုဖာနန်ဒက်ဟာလက်တလုံးမှာတိုးတက်မှုတွေမြင်နေရတာမှန်ပေမဲ့ကျွန်တော်တဦးတယောက်တည်းအမြင်ကတော့သူ့ရဲ့လက်ရှိအစဉ်တန်းဟာကိုစီမော်ရင်ဟိုချယ်ဆီကိုပထမဆုံးရောက်မလာခင်က front lineup ရဲ့အခြေအနေမျိုးနဲ့တွားတူနေတယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်။ကြောဂျင်နာကအန်ဆိုဖာနန်ဒက်မှာအလားလာကောင်းတွေအပြည့်ရှိပေမဲ့အဲ့ဒီအလားလာကောင်းတွေအားလုံးကိုဆွဲထုတ်ပေးပြီးကမ္ဘာအဆင့်ရှိတဲ့ထိပ်တန်းကွင်းလေကစားသမားတအူးအဖြစ်သို့ရောက်အောင်ပို့ဆောင်မိနိုင်မယ်။ထူးချွန်တဲ့မာစတာနီးပြတအူးလိုအပ်နေတယ်ဆိုတဲ့အချက်ပါပဲ။အခုလက်ရှိ Premier League မှာဆိုရင်နီးပြားတွေကိုထိတ်တန်းအဆင့်နဲ့တတ်မှတ်မယ်ဆိုရင်ကျွန်တော်တဦးတယောက်တည်းသဘောတရားဆိုရင်မန်ချက်စတာစီးတီးအသင်းရဲ့နီးပြားပက်ကွာရီယိုလာတဦးတည်းသာရှိပါတယ်ကျွန်တော်ယုံကြည်တာကတော့ပက်ကွာရီယာလိုလိုမျိုးနီးပြားကသာလျှင်အန်ဆိုဖာနန်တက်ရဲ့ကစားဟန်နဲ့အတွေးခေါ်ကိုဒီထက်ပိုကောင်းအောင်အမြင့်ဆုံးအဆင့်တန်းစီကိုပို့ဆောင်ပေးနိုင်မဲ့တဦးဒီတော့နီးပြားဖြစ်လိမ့်မယ်လို့ယူဆမိတာကြောင့်ပဲဖြစ်ပါတယ်အန်ဆိုဖာနန်တက်ဟာလက်ရှိချိန်မှာလည်းတိုးတက်လာတာကိုကျွန်တော်တို့မြင်တွေ့နေရပြီးမဲ့သူဟာဒီထက်ပိုပြီးအများကြီးပိုကောင်းလာနိုင်သေးတယ်လို့ကျွန်တော်ကခန်းစားမိနေပါတယ်အန်ဆိုဖာနန်တက် ခါမွေးရပါထူးခြားတဲ့ဘောလုံးရည်သွေးတစ်ခုရှိနေပေမဲ့အဲ့ဒါကအခုထိအပြည့်အဝသူ့ရှိမှာပေါ်ထွက်လာခြင်းမရှိသေးပါဘူးသူ့ရဲ့ဘောလုံးပေးဖို့နိုင်မှုကွင်းအမြင်နဲ့ကစားပွဲကိုထိန်းချုပ်နိုင်တဲ့အရည်သွေးတွေကိုကြီးချင်းအားဖြင့်တစ်ခေတစ်ခါကထိတ်တန်းနှီးပြတွေဖြစ်ခဲ့ကြတဲ့အာဆင်ဝင်းကဟိုဆေးမော်ရင်ကိုဆာအဲလက်ဖာဂူဇန်ကာလော့အန်ဆန်လော်ဒီတို့လိုစစ်မှန်တဲ့ကဘာအဆင့်မီနှီးပြကြီးများဟာအန်ဆိုလိုကစားသမားမျိုးနဲ့အလုံးလုံးရတာကိုအလွန်နှင်းသက်ကြမှာကတော့အသေးချာပဲဖြစ်ပါတယ်လက်ရှိခေတ်ပေါ်နှီးပြပုံစံအချို့နယ်ကတော့လုံးဝကွာခြားလွန်းပါတယ်ဒီလိုမျိုး ိုးထူးခြားတဲ့အရာပေါ်ထွက်လာခဲ့ပြီဆိုရင်အန်ဇိုဖာနန်ဒက်ဟာစစ်မှန်တဲ့ကမ္ဘာအဆင့်မီထိတ်တန့်ကွင်းလေကစားသမားကောင်းတဦးအဖြစ်ရက်တီလာမှာမလွဲအေကံမင် ဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။အညီကိုတို့တွေနေကတော့ကျွန်တော်ပြောခဲ့သလိုမျိုးအန်ဇိုဖာနန်ဒက်ဟာနောက်ထပ်တိုးတက်လာမယ့်အရေးအကြောင်းကိုမြင်ကြရလားဆိုတော့အောက်ကကွန်မန့်ပေါက်တဲ့ဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ကိုဆိုင် HSC လား YouTube Channel နဲ့ Facebook Page လေးမှာနေ့စဉ်ချက်စီးသတင်းအကြောင်းအရာတွေနဲ့ပွဲကြွပွဲပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုဆိုင် HSC လား YouTube Channel Channel Facebook Page လေးကို Like and Follow Subscribe လေးလုပ်ပြီးတော့ကြကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ